လာမယ့်23ရက်နေ့မှာကျင်းပမယ် One Friday Fight ဝန်ရုံနိုင်ပြိုင်ပွဲကြီးမှာအဲမွေရဲ့ပွဲကိုပြရှိခွင့်ရကြတော့မှာပဲဖြစ်ပါတယ်။ပြိုင်ဘက်က ထိုင်းဖက်တာချက်ရာဝတ်ဖြစ်ပြီးအသက်ကတော့23နှစ်သာရှိပါသေးတယ်။အယံမြင့်က9ဘေကိုလက်မှတ်ရှိပြီး န်ချန်ပီယံရှစ်မှာတပွဲထိုးတက်ထားပြီးတတိယချီမှာအလဲထိုးနဲ့အနိုင်ရရှိထားခဲ့တာပါဝန်ချန်ပီယံရှစ်မှာပထမဆုံးပွဲဖြစ်ပေမဲ့ဝင်ထိုင်းပွဲနဲ့ကစ်ပေါင်စင်ပွဲပေါင်း66ပွဲတိတိထိုးတက်ထားခဲ့ပူပါတယ်ပြိမ်ဘက်တွေကိုခေါင်းပိုင်းနဲ့ဘော်ဒီပိုင်းအတိအကပြတ်မှတ်ထားပြီး ထိုးတက်လေရှိပါတယ်အသက်23နှစ်သားရှိသေးပေမဲ့ပြိုင်ပွဲကိုတိတိငင်ငင်ထိုးတက်ပြီးနေ့စနစ်ကောင်းတဲ့ဖိုက်တာတစ်ဦးဖြစ်တဲ့အပြင် ထိုးသက်ပုံအတော်လေးစုံနေတာကိုတွေ့ရပါတယ်။သူ့ရဲ့အကြိုက်ဆုံးအကော့ကတော့အမြင့်ခြေကန်ချက်ဖြစ်ပြီးပြိုင်ဘက်ကိုဖိအားပေးတာကတော့ဖြောင်းလက်တီတွေပိုများပါတယ်။အဒီလိုဆိုရင်ဝေတိုင်းဖိုက်တာဖြစ်ပြီးတရောင်ရိုက်ချက်တွေလူရိုက်ချက်တွေမထွက်ဘူးလားလို့မေးခဲ့ရင်တော့အကုန်ရတဲ့ဖိုက်တာလို့ပဲပြောချင်ပါတယ်။သူ့ရဲ့လက်တီထိုးချက်တွေကိုအဲမွေအနေနဲ့မာကုံကောင်းတဲ့ဖိုက်တာဖြစ်လို့ရင်ဆိုင်နိုင်ပေမယ့်အမြင့်ကန်ချက်ကိုတော့လုံးဝခွင့်ပြုလို့မရပါဘူး။ သူ့ရဲ့အန်နီရဲ့အရှိဆုံးတိုက်ကွယ်လို့ပြောရမှာပါ။ဘော်ဒီကန်ချက်တွေထွက်မလာဖို့လဲအဲမွေအနေနဲ့တေချာပြင်ဆင်ရမှာပါ။တေချာတာကတော့အဲမွေအနေနဲ့ကတ်ထိုးရဖို့ရှိနေပြီး ခွာထိုးရင်ခြေကန်ချက်တွေမိပြီး အထိနာသွားနိုင်ပါတယ်။ရောင်ရိုက်ချက်တွေဒူးတိုက်ချက်တွေမမိအောင်ကိုယ့်ဘက်ကအသာစီးထိုးပြမှသာအနိုင်ရရှိဖို့အခွင့်အရေးရှိမှာပါ။အဲမွေရှိကထိုးတတ်ခဲ့တဲ့ဖိုက်တာလောက်တော့အခုထိုးတတ်မဲ့ဖိုက်တာမမြန်ပေမဲ့ ခြေရာဝတ်ကိုရှော့တယ်လို့လုံးဝမရပါဘူးခြေရာဝတ်ကလည်းတိုက်စစ်အသားပေးဖိုက်တာဖြစ်ပြီးခန်းစစ်လုံးလုံးအထိုင်ချပြီးထိုးတက်ရရင်တော့မှပဲကောင်နာတွေကအစိတ်ပြင်းပါတယ်တခုရှိတာကသူ့အနေနဲ့တိုက်စစ်ကိုဇွတ်လိုက်ရင်ပြိုင်ဘက်ရဲ့ကောင်နာထိုးချက်တွေကိုမရှောင်နိုင်တာတွေ့ရပါတယ်ဆိုင်ထိုးပြိုင်ထိုးရတာကိုကြိုက်ပြီးသူ့ကိုထိုးခန့်ရရင်တော့တည်တည်ငြိမ်ငြိမ်နဲ့တိုက်ကွက်ပုံဖုံမှုအပိုင်းမှာတော်တော်ကိုအထင်ကြီးစရာကောင်းပါတယ်အမွေကတော့မာကုံကိုအားကိုးပြီးတော့လက်တီထိုးချက်တွေနဲ့ ပြင်ဘက်ကိုဖြိုချပြရမှာပါ။အဲ့မွေအတွက်တခုစိုးရိမ်တာကသူ့ရဲ့အရက်က9ဘီ6လက်မှသာ ရှိတာဖြစ်လို့9ဘီ6လက်မှရှိတဲ့ခြေရာဝက်ကိုထိဖို့အတွက်ဆိုရင်အရေးစုံပြီးထိုးရမှာပါ။အဲတခုရှိတာက9ဘီ10လက်မှတိရှိတဲ့မူကာစီတိုနဲ့ထိုးသက်မှုတွေအတွက်အဲ့မွေဖြည့်ရှင်းနိုင်မယ်လို့တော့ယုံကြည်ပါတယ်။အကြေးအဝေးမတော်ခဲ့ရင်တော့ကွဲသွားနိုင်ပါတယ်။ခြေရာပက်ရဲ့ပင့်လက်တွေမမီဖို့တော့မျှော်လင့်မိပါတယ်။အဲမွေကအသေးကောင်းတဲ့ဖိုက်တာဖြစ်လို့ အလဲထိုးနဲ့ရှုံးနေဖို့ခက်ပေမဲ့အမတ်စင်ရေးတက်တဲ့အထိရောက်သွားရင်တော့အရှုံးဆိုတာကိုရီမြန်မာဖိုက်တာတွေတက်တေချာသလောက်ဖြစ်နေပါပြီ။အဲမွေအနေနဲ့အနိုင်မြင့်အတက်ကြများအနေနဲ့ရလက်ကိုတည်ငြိမ်ဖို့အတွက်အကောင်းဆုံးစူးစမ်းရမှာပါ။နှပွဲနိုင်နှပွဲရှုံးရလက်ကအရန်ညံ့တဲ့ထဲမှာပါပေမဲ့ကောင်းမွန်တဲ့ရလက်တော်လည်းဟုတ်မနေပြန်ပါဘူး။ကိုအားနဲ့ချက်တွေကိုပြင်ဆင်ပြီးတိုင်ဘက်ကိုဘလို့အနိုင်ယူမလဲဆိုတာကတော့သူ့ရဲ့ပွဲချစ်ကက်မှုပေါ်မှာမှူတည်ပါတယ်။ ာကစားပွဲတွေဆိုတာဘာမဆိုဖြစ်သွားနိုင်တဲ့အတွက်အခွင့်အရေးကိုအကောင်းဆုံးအသုံးချပြီးအနိုင်ရလည်းရရှိဖို့မျှော်လင့်မိပါတယ်။နောက်ထပ်ပွဲကောင်းတစ်ပွဲကတော့လာမယ့်မတ်လ30ရက်နေ့မှာကျင်းပမယ့် 1Friday 5 110ပြိုင်ပွဲကြီးမှာထိုးသက်ကြမယ့်စူပါရီဂျန်နဲ့မူကာစီတိုတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်။မူကာစီတိုကအမွေနဲ့ထိုးသက်ဖူးတဲ့ဖိုက်တာဖြစ်ပြီးနှစ်ပွဲနိုင်တဲ့ပွဲရှုံးရလဒ်ကိုပိုင်ဆိုင်ထားခဲ့တာပါ။သူ့အနေနဲ့အဲမွေကိုအလဲထိုးနဲ့ရှုံးနေခဲ့ပေမဲ့ရန်ကိုကောင်းမွန်တဲ့ဖိုက်တာလို့ဆိုရမှာပါ။ အမွေနဲ့မထိုးခင်ခြေရနှပွဲလုံးကိုအလဲထိုးနဲ့အနံ့ရရှိခဲ့တာဖြစ်ပြီးအမွေနဲ့ပွဲမှာလည်းအနံ့ရရှိဖို့နည်းနည်းလေးပဲလိုခဲ့တာပါအမွေတယောက်မာကုံနဲ့ကမ်းဖိုက်နိုင်ွယ်ရယူပြခဲ့လို့သာမူကာစီတို့အရှုံးပေးခဲ့ရတာပါအသက်28နှစ်အရွယ်မူကာစီတိုကအတွေ့အကြုံရဖိုင်တာတို့ဖြစ်ပြီးအရက်ကလည်း9ဘီ10လမ်းမှတရှိနေတာပါအလဲထိုးပွားအကောင်းနဲ့ဖိုင်တာကို စူပါရေဂျန်နေနဲ့ဘယ်လိုမျိုးကင်တွယ်ဖြစ်ရှင်းသွားမလဲဆိုတာကအရန်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။ဂျပန်ဖိုက်တာတွေရဲ့အားနည်းချက်ကတော့မျက်နှာကိုလုံးဝအထိုးမခံနိုင်ပါဘူး။လုံးဝလုံးဝကိုအထိုးမခံနိုင်တာပါ။စူပါရေဂျန်နေနဲ့အားပါပြင်းထန်တဲ့လက်သီးထိုးချက်မျိုးကိုတိတိမိမိနဲ့ထိုးနိုင်ဖို့အကျင့်တင်ပါတယ်။လက်သီးတွေကတော့ထွက်ပါရဲ့။ဖြည့်ချက်မတိကြဘူး။ပါဝါအားမပါဘူးဆိုရင်တော့ပြန်ဘက်ဖိုက်တာကိုမှောက်သွားအောင်ထိုးဖို့စိတ်မလွယ်ကူပါဘူး။မူကာစီတိုလိုဖိုက်တာမျိုးနဲ့ရင်ဆိုင်ရမှာဖြစ်လို့ စူပါရေချမ်းအနေနဲ့ခန်းစစ်ပိုင်းကိုကောင်းကောင်းပြင်ဆင်ထားဖို့လိုအပ်ပါတယ်။အကောင်းဆုံးကတော့ကောင်တာလက်သီးတွေနဲ့ထိထိမိမိမျက်နှာကိုကျွေးနိုင်ဖို့လိုအပ်ပါတယ်။စူပါရေချမ်းကငွေရတဲ့ဖိုက်တာဖြစ်လို့တက်လုံတဲ့မာကွန်ပိုင်းမှာမူကာစီတိုထက်တာပေမဲ့ပါဝါလက်သီးပိုင်းမှာတော့မူကာစီတိုကပိုတာတာကိုတွေ့ရပါတယ်။မူကာစီတိုကခေါင်းကိုပဲအတိကထိုးပြီးခြေကန်ချက်အနှင်းငယ်ပဲအသုံးပြုတာပါ။စူပါရေချမ်းအနေနဲ့ခေါင်းကိုအထိုးမခံအောင်ကာကွယ်နိုင်ရင်ဒီပွဲမှာ အနိုင်ရရှိနိုင်ခြင်းတော်တော်လေးများပါတယ်။ဘော်ဒီထိုးချက်များများကြွေးပြီးပြိုင်ဘက်ရဲ့မျက်နှာကိုအဓိကပြစ်မှတ်ထားရမှာပါ။စူပါရည်ချမ်းကဘော်ဒီထိုးရတာကိုပုံပြီးကြိုက်တာတွေ့ရပါတယ်။စူပါရည်ချမ်းကခေါင်းကိုအထိုးခံရမှုနဲ့ပါပြီးသူ့ကိုယ်တိုင်လည်းဘော်ဒီကိုပုံပြီးအထိုးခံရပါတယ်။ဒီဘက်မှာစူပါရည်ချမ်းအနေနဲ့အဲမွေထက်ဆိုင်ရင်ပုံပြီးတော့အနိုင်ရရှိနိုင်တဲ့ရာခိုင်နှုန်းကများနေပါတယ်။ကျွန်တော်ကကပြောခဲ့သလိုပဲခေါင်းကိုအထိုးမခံရဘဲလိုအပ်ပါတယ်။ မူကာစီတို့ကလက်သီးတစ်ပောက်ပဲရှိတဲ့ဖိုက်တာဖြစ်ပြီးမာဂွန်လုံးဝမရှိပါဘူးထိထိမိမိတစ်ချက်တည်းပဲကျွေးနိုင်ဖို့လိုအပ်တာပါကိုသုံးချက်သူတစ်ချက်အထိုးခံရအောင်ပါပဲကြာကြာမခံနိုင်တော့ပါဘူးစူပါရေဂျန်အနေနဲ့ပြိုင်ဘက်မူကာစီတို့ကိုဘလိုမျိုးအနိုင်ယူပြသွားမလဲဆိုတာအရန်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်မြန်မာဖိုက်တာနှစ်ယောက်လုံးအနိုင်ရရှိခဲ့ရင်တော့တောက်ကြနေညတွေကပျော်စရာတွေနဲ့ပြည့်နေနေမှာသိကြပါတယ်အဲမွေရောစူပါရေဂျန်မှာအနိုင်ရရှိဖို့ရုန်းကန်ရနိုင်ပေမဲ့ အနိုင်ရလဒ်ကိုပုံဖော်နိုင်မယ်လို့လည်းယုံကြည်နေပြန်ပါတယ်။အဓိကကတော့ရရှိတဲ့အခွင့်အရေးတွေကိုအကောင်းဆုံးသုံးချပြီးကိုယ့်ဘက်ကအမားမလုပ်မှုဖို့ပဲလိုတာပါ။ကောင်တာထိုးချက်တွေကိုပြိုင်ဘက်ဖိုက်တာနှစ်ယောက်လုံးကြောက်တယ်ဆိုတာသူတို့ရင်းမိနေတော့ပါပဲ။အကောင်းဆုံးပြင်ဆင်လာဖို့မျှော်လင့်မိပါတယ်။ဘယ်ဖိုက်တာတွေအနိုင်ရရှိသွားမလဲဆိုတာကတော့စောင့်ကြည့်သွားရအောင်ပါပဲဖြစ်ပါတယ်ခင်ဗျာ။